ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါခြင်းပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပရိသတ်များအားလုံးပဲမင်္ဂလာပါစပါနီပြတစ်တောမတ်ဖရန့်နဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တုံးသက်တင်ဆက်ပေးသွားမယ့်အစီအစဉ်လေးရှိပါတယ်ဒီစီစဉ်မှာတော့ကျွန်တော်နဲ့တူစီတူကနေပြောမှပါဝင်တုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစီတူမင်္ဂလာပါညီမင်္ဂလာပါကိုအဲစပါရဲ့ဒီနီးပြပြောင်းလဲတွေကတော့ဟိုပြောစရာရောဒါအများကြီးပေါ့လေဒါအခုချိန်မှမဟုတ်ပါဘူးဟိုမော်နီယိုကိုထုတ်ပယ်လိုက်တဲ့ဟာတွေရောနောက်ထပ်ဒီဟို ဘူဗန်တန်နီးပြဟောင်းဟိုပါလဲ forest နီးပြဖြစ်နေရနူဆက်လို့ဆိုရင်အဲသုံးပွဲတဲနဲ့လားမသိနော်ဒါသုံးပွဲလေးပွဲလောက်နဲ့ရာသီစမှာဂိုင်းပြီးဖြုတ်လိုက်တာရောဟိုစပါနီးပြအပြောင်းလဲတွေကတော့ဝေဖန်မစဝေဖန်ခြင်းစရာအများကြီးပါပဲအခုလေအတင်းအတွက်ဒါ16နှစ်16နှစ်နှစ်ကြာဝေးကွာနေတဲ့ supply တစ်ခုကိုဒါ major supply တစ်ခုကိုယူပေးခဲ့တဲ့နီးပြ ash positive positive blue ကိုဒါထုတ်ပေးလိုက်တယ် Brentford နီးပြ Thomas Frank ကိုခတ်လိုက်တယ်ဒီခတ်လိုက်တဲ့အချိန်တွေ စီတူစပြီးတော့ညီလေးတုံးတက်ပြပါဦး။ဟုတ်ကဲ့ဗျ။ ash ကို ထုတ်တာကတော့တို့ဆုံးဖြတ်ပြီးသားပေါ့နော်။အစိုးရကဒါဆုံးဖြတ်ပြီးသား။တို့နောက်ဆုံး Brighton နဲ့ပွဲပြီးမှတည်းတို့ဘုတ်ဖွဲ့စီဝေလောက်ခဲ့ပြီးတော့ဒီရာသီမှာဂျုံတွေးခဲ့ရတယ်။ဒီဆိုးရွားတဲ့စွမ်းဆောင်ရည်ကိုလက်မခံနိုင်တဲ့အတွက်ထုတ်ပယ်လိုက်တယ်ပေါ့လေ။အဲ့တော့ဒီစုတို့ငကိုယ်တည်းကစဉ်းစားထားပြီးသား။ထုတ်ထုတ်ဖို့90%လောက်စဉ်းစားထားပြီးသားဖြစ်လည်တယ်ပေါ့နော်။ ဒီယူပါလိရချင်းမရချင်းတကန်နာဖြစ်သွားတယ်ပေါ့အဲ့တော့ဒီနေရာမှာဘာသွားဖြစ်လဲဆိုတော့အသင်းသားတွေက ash ကိုဆက်ရှိစေခြင်းကြတယ်အဲ့တော့ဒီဆက်ရှိစေခြင်းတဲ့အကြောင်းကိုပြောထားတာ petro poro တို့လိုကစားသမားတွေပါတယ်အဓိကကစားသမားတွေပါတယ်ပေါ့နော်အလူသိရှင်ကြာပြောထားတာပေါ့လေအဲ့တော့ကျွန်တော်တို့အများစုကလည်းအဲဒီလူသိချင်ကြမပြောပြင်မအိတ်စိတ်မှရှိနေတယ်အဲ့တော့စပါမှာဒီနီးပြထုတ်လိုက်တဲ့အချိန်မှာအဲ့ အားနည်းချက်လေးရှိတယ်ဒါပေမဲ့ဒါတို့တို့တေချာပေါက်တော့ဘယ်လိုပဲဖြစ်ဖြစ်နီးပြသက်ရှာတဲ့ခါမှာတော့ဒါသောမတ်ဖရန့်ကတို့တို့လိုအပ်တဲ့ဒါစွမ်းဆောင်ရင်နဲ့ခိုင်ကြီးတဲ့နီးပြအဖြစ်တို့ရှာတွေ့တယ်ပေါ့နော်အဲသောမတ်ဖရန့်ကိုတော့ဒါခိုင်ရလိုက်တယ်ဒီဘရန်ဖို့နဲ့အတူပရီးမီးယားလိမှာဒါ၄၀၀သက်တိုက်အမ်တက်သေးပြထားတယ်ချန်ပီယံရှစ်မှာလည်းအကောင်းဆုံးခြေစွမ်းကိုတက်သေးပြထားတယ်ဆိုတော့ဒါပရီးမီးယားလိတင်မဟုတ်ဘူးပေါ့နော်အင်္ဂလိပ်လိစစ်စတမ်အကောင်းဆုံးထဲမှာကွာဒီိုလာပြီးရင်သောမတ်ဖရန့်ကတက်တန်းအရှိချဆုံးနီးပြဖြစ်တယ်ပေါ့နော်အဲ6နှစ်ကျော် ကာလရှိတယ်ဆိုတော့အဲ့တော့ဒီသူ့ရဲ့ resume သူ့ရဲ့ဒီအလုပ်ကိုင်းမှတ်တမ်းကိုသဘောကျတဲ့အတွက်စပါတော့ခန့်လိုက်တယ်ပေါ့နော်ပြီးတော့ဒီစပါတဲ့ရဲ့ဘုတ်ဖွဲ့တယ်မှာဒီအာကစားဒါရိုက်တာအဖြစ်ဆောင်ရွက်နေတဲ့ Johan Lanker ကဒီ Damat Copenhagen တို့မှာဒါကင်တွေ့ခဲ့တယ်ပေါ့နော်အာကစားဒါရိုက်တာတွေဒီလုတ်ခဲ့တယ်ပြီးတော့ဒီ Thomas Frank နဲ့လည်းအလုပ်တွဲလုပ်ခဲ့တယ်ပေါ့လေအဲဒီ Brown B အသင်းမှာအလုပ်တွဲလုပ်ဖူးတယ်ပေါ့နော် Damat မှလည်းမကြာခဏသူတို့ဒါလုပ်တွဲလုပ်မှုတွေရှိတယ်အဲ့တော့သူ့ရဲ့ခိုင်မာတဲ့ကြီးမားတဲ့ဒီ recommendation နဲ့ပါဝင်တယ်လို့သိရတယ်ဗောလေအဲ့တော့ဒီလိုအကြောင်းအချက်တွေအကြောင်းတော့ဒါ Thomas Frank ကိုခံရခဲ့တယ် Frank အတွက်တော့တဆင့်မြင့်သွားတဲ့ step တစ်ခုဖြစ်တယ်ပြီးတော့ခုနကကျွန်တော်အရှိမတင်ပြခဲ့တယ်ဗောနော် Ash ကိုထုတ်ပယ်ခြင်းကြောင့်ဖြစ်နေတဲ့ဒီ squad မှာရှိတဲ့ impact ပေါ့စိတ်ပိုင်းဆိုင်ရာ impact ပေါ့အဲ့တော့အဲ့ဒါလေးကိုဗာ Thomas Frank အနေနဲ့အပိုစာသားအနေနဲ့အကန့်တွဲရဖို့တော့ရှိနေတယ်ခင်ဗျာ အဲမမလီဘရန်ဖို့မှာဒီတိုမတ်ဖရန်စ်ဆောင်းဆောင်သွားတဲ့ဥဆောင်သွားတဲ့အနေထားတွေကတော့ဟိုအရန်ကိုပဲဒါလီစားဖို့ကောင်းပါတယ်ဒါဘရန်ဖို့လိုအတင်းကို2021 22ရာသီတန်တက်လာတဲ့ရာသီမာတင်ကိုဟို73အဆင့်73ထင်ပါတယ်အဆင့်73ဒီဘလိုပဲတန်ဆစ်စုံနဲ့ရုံးကန်ရတဲ့အခြေအနေဆိုတော့ဒါပြီးခဲ့တဲ့ရာသီကဒီ2024 25ဘူးပေါ့လေ2023 24ဖြစ်နေတယ်ဒါအဆင့်76ရခဲ့တဲ့ဟာပဲရှိတယ်ကျန်တာက EECC ဒါသူတို့ဖြတ်တန်းနိုင်ခဲ့တယ်နောက်တစ်ခုကတော့ကိုပိုင်ကစားဟန်တခုလဲဒါ front မှာဒါရှိပြီးသားပြဿနာပါလဲဆိုတော့ဒီတဆင့်မြင့်တဲ့အတင်းတတင်းနောက်တစ်ခါစီလူပြောရတဲ့အချက်မှာလည်းပါတယ်ကစားသမားတွေကဒီ edge ကိုထုတ်တောင်မချိနေတဲ့အခြေအနေတခုနောက်တစ်ခါပို့ပြီးမှဆိုတော့ဒါ spa ကလာမယ့်ရာသီမှာ champion league ဒါကစားမယ် champion league ကစားမယ်အနေထားကြီးဒီလိုမျိုးပြိုင်ပွဲပေါ့နော် brandford မှာမရှိခဲ့ဘူးတဲ့အနေထားတွေဒါရင်ဆိုင်ရမယ်အနေထားဒါဘယ်လိုပြောမလဲ spa အတွက်နည်းနည်းမြန်ကံပေးဖြစ်မလားစုစားကဆန်နေမလားမသိဘူးညီဟုတ်ကဲ့ကိုစပါအတွက်ဒါစွန့်စားမှုလို့ပဲဒါကျွန်တော်လည်း အဲစွန်စားတဲ့ခံရမှုတစ်ခုပေါ့နော်မြင်လိုက်မြင်တယ်ပေါ့လေအဲ့တော့တခုရှိတာက Frank ရဲ့အရေးသေးတော့ကျွန်တော်မှယုံကြည်မှုရှိတယ်အဲ့ဒါကဒီ Frank က Brentford ကအောက်အသင်းပေါ့လေ Premier League ရဲ့အောက်အောက်အောက်ရောက်တဲ့အသင်းအနေနဲ့ကျွန်တော်သတ်မှတ်ရမယ်ဒါပေမဲ့ဒီ Brentford ကိုသူ League Championship မှာလည်းစပြီးတော့သူကင်နေပေါ့နော်အဲ့တော့သူစားကင်နေတဲ့အချိန်တော့ Brentford ကဆရာအလဲအလက်တန်းအသင်းအဲ့တော့ဒီပြောမစွရင်အဲ့ဆရာအလဲအလက်တန်းအသင်းကိုဖိတ်အစင်ရအောင်သူဆွဲတင်တယ်ဆွဲတင်ပြီးတော့ အာဒီလိချမ်ပီယံရှစ်ဈေးအကြီးဆုံးအသင်းမဟုတ်ဘူးဈေးအကြီးဆုံးအသင်းမဟုတ်လာစားအများဆုံးအသင်းမဟုတ်ဘူးဒါပေမဲ့ तू ခြေစွမ်းရဆွဲဆောင်မှုရှိဆုံးပုံစံကို तू လုံနိုင်ခဲ့တယ်။၃-၄တုံးနဲ့သူကစားရတယ်ပေါ့နော်။အဲ့တော့ကဒါရဲ့နာမည်ကြီးနေတဲ့ BMW တိုက်စစ်အတွဲဆိုပြီးတော့အာအန်ဘိုးမိုရဲ့ White Kings ရဲ့ပြီးတော့ဒီ Side Ban အမှားရပေါ့နော်။အဲ့တော့ BMW တိုက်စစ်အတွဲနဲ့သူအရန်ကြော်ကြားနေတဲ့အချိန်။ဒါပေမဲ့သူတို့ပထမတစ်နှစ်မှာမအောင်ခဲ့ဘူး။ဒီ Fight မှာပေါ့နော် Playoff Final မှာရှုံးပြီးတော့။နောက်တစ်နှစ်မှာကျတော့ဒီအဲ့လိုသူတို့အသင်းကြီး status ဖြစ်သွားပြီ။အဲ့အသင်းကြီး status နဲ့အတူ ဒီ niche champion ship မှာသင်ကြီး state ပေါ့နော်အဲ့ဒါနဲ့တို့ပြားတွေကိုကြက်ညက်ခံတယ်နောက်ဆုံးမှာတော့ဒါ Swansea ကို final မှာ2-0နဲ့အနိုင်ယူပြီးတော့ Premier League ကိုတက်လာတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကမြင်နိုင်တာကဒီပါမန်အသင်းတစ်သင်းကိုကောင်းလောင်တိဆောက်တယ်ကောင်းလောင်တိဆောက်ပြီးတော့အသင်းကြီးတစ်သင်းအနေနဲ့လည်းတို့ကစားနိုင်ခဲ့တယ်အဲ့တော့ league တော့မတူဘူးဒါပေမဲ့ structure တွေကတော့ကျွန်တော်တို့တူတူပဲပေါ့နော်အဲ့တော့အဲ့ဒီအတွေ့အကြုံရှိပြီးသားပေါ့နော်အသင်းကြီးကိုင်တဲ့အသင်းကြီးတွေရဲ့ဒီ expectation ကိုရှိပြီးသားလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်အဲ့တော့ Frank ပါအဲ့အတွက်ကြောင့်ရှိတယ်ပြီးတော့ Premier League ကိုရောက်လာ Premier League မှာကြာတော့ဒီကျွန်တော်တို့ဒီသူ့အနေနဲ့အောက်အနေနဲ့ခံကန်ခဲ့တယ်ခံကန်ခဲ့တဲ့အဆင့်ကနေပိတ်ကန်တယ်ပေါ့နော် low block တွေနဲ့ပိတ်ကန်ခဲ့တဲ့အဆင့်ပိတ်ကန်ခဲ့တဲ့အဆင့်အနေထားကနေတာပြီးခဲ့တဲ့ရာသီမှာဆိုရင်အသင်းတွေကသူကနှမျိုးခွဲလိုက်တယ်တော့ဆစ်အသင်းတွေဆိုရင်နှမျိုးကစားတယ် ຈັນແນ່ດີຕູນແນ່ດີ medium size ຊິໂຕນະ Brighton ໂນ new ດີ new castle ໂລ Aston Villa ໂລອະສາຊິຍະຕင်းໂຕຕະມືກະສາແດ່ອောက်ຕင်းໂຕຕະມືກະສາແດ່ອဲ့ໂລ model ດີອະມືມືຄ້ວຍປີໂຕກະສາໄດ້ນາໂຕໂຕໂຕຍາແດ່ອະລໍຕະແກ່ໂຕໂຕ tight set ແນ່ຫຼ້ວມູປີໂຕກະສາອາແມ່ປ່ວຍດີມາໂຕໂຕກ້ອງກ້ອງອີກະສາໄດ້ແດ່ອະລໍໂຕໂຕ433ໂຕ set up ໂຕຕ້ອງແດ່433ໂຕ set up ໂຕຕ້ອງແດ່ອະຕင်းຈີ້ຍິນແດ່ຕ່ວຍແດ່ຄາມາດີ Brentford Premier League ຊາຍောက်ແດ່ຈໍຈາແດ່3-5ນິດບໍເນາະອဲ့ໂລ3-5ນິດປັດຕັນມືໂຕຕ້ອງແດ່ອະລໍຕ້ອງປີໂຕ သူတို့ပုံစံမျိုးစုံပေါ့နော်ဒီတမတသိန်းကိုလက်နဲ့တမျိုးစီပြိုင်ဘက်တစ်ခုကိုလက်နဲ့တမျိုးစီနဲ့သူတို့ဒါတိုက်ခိုက် ပြီးတော့ respectable ဒီ league position တစ်ခုကိုသူတို့ရယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ Thomas Frank ဟာဒီကျွန်တော်တို့ formal အားဖြင့်ဒီအသင်းကြီးကိုင်တဲ့အတွက်ကြောင့်မရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့အသေးစိတ်ပြန်ပြီးတော့ကြည့်မယ်ဆိုရင်ကြတော့အသင်းကြီးလိုမျိုး react လုပ်တဲ့ပုံစံမျိုးကိုသူကိုင်တွေ့မှုတယ်ပြီးတော့ဒီ Premier League ကပေးလာတဲ့ ပုံစံမျိုးမျိုးပေါ့နော်ဖိအားမျိုးမျိုးပုံစံမျိုးမျိုးကိုသူကင်တွယ်ဘူးလေဒါကြောင့်မလို့ကျွန်တော်နေနေဒီယာရူအတွက်တော့စပါးက gambling လုပ်လိုက်တာမှန်ပေမဲ့ဒီ calculated gamble ပေါ့နော်တွက်ချက်ထားတယ်။အော်သူ့မှာဒီအချက်တွေတော့ရှိတယ်။ဒါကြောင့်မလို့ငါတို့ဒီနည်းပြကိုစမ်းကြည့်မယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့တွေ့ရတယ်။ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့သွားတူလဲဆိုတော့ spa ကဒီကျွန်တော်ထိတ်တန်းနည်းပြရဲ့တက်ကင်ခဲ့တယ်မော်ရီယိုတို့ကွန်တီတို့ပေါ့။ serial winner တွေပေါ့နော်။အဲ့တော့အဲ့ serial winner တွေခိုင်တဲ့အခါမှာ spa ပိုချက်တီနိုလက်ထက်က တော်တော်လေးကောင်းခဲ့တယ်တဲ့ထိတ်အဆင့်ကိုရောက်လာတဲ့အချိန်မှာခုနစီရီယယ်ဝင်လာရဲ့ကင်ပြီးတော့ဖလားရည်စီသွားမယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့မလုံလောက်ခင်ပြန်ပြုတ်ကျသွားတယ်ပေါ့နော်အဲ့တော့အခုအဲ့ပြန်ပြုတ်ကျသွားတဲ့အချိန်ကိုရောက်တာဖြစ်တဲ့အတွက်ပိုချက်တီနိုလိုမျိုးနီးပြပေါ့နော်ပိုချက်တီနို Southern Time ကနေ Spa ကိုရောက်လာတဲ့ပုံစံမျိုးပဲအခု Brandford ကနေ Spa ကိုရောက်လာတဲ့ Thomas Frank ကိုကျွန်တော်တို့မြင်ကြည့်လို့ရတယ်အဲ့တော့ပိုချက်တီနိုရဲ့ဒီ base စပြီးတော့ဆွဲတင်မယ်အခြေအနေတစ်ခုကိုအာရှောက်နေတဲ့အဲ့ဒီပုံစံမျိုးနဲ့အသွင်တူရလို့ကျွန်တော်မြင်မိတယ်ပေါ့ အဲဒါတော့ဟိုစပါဘက်ကပေါ့နော်နောက်တော့ဒီ front ဘက်ကရှူတောင်းကနေကြည့်မယ်ဆိုရင်ဒါသူ Brandford အသင်းပန်ရှင်နေနောက်တော့ဒီ Brandford ရဲ့အားကစားတိုက်တာ Gilles တို့ပေါ့နော်ဒီလိုလူမျိုးတွေနဲ့သူ၄၅၆နှစ်အလုပ်တွဲလုပ်ခဲ့တာဒါတော်တော်လေးအဆင်ပြေခဲ့တယ်တီတီငင်ငင်နဲ့ပဲဒါဖက်ပန်းခဲ့တယ်ဒါပေမဲ့ဒီ Daniel Levi လို့ပုံကူမျိုးနဲ့စပါမှာအလုပ်တွဲလုပ်ရမယ့်အခြေအနေအရသူ့အတွက်ဒါဘယ်လိုပြောမလဲဟိုလွယ်ကူကမလားညီအဲအကျန်းကတ်ခဲ့ဖို့ရှိတယ်ပေါ့နော်အဲ Levi က တောင်းဆိုမှုမြင်တယ်ပြီးတော့ဒီနီးပြရထုတ်ချမ်းတယ်ပေါ့နော်စပါးကနီးပြထုတ်ချမ်းတယ်တဲ့မှာပါတယ်ပေါ့လေအဲ့တော့သူတို့ကိုဒါလွန်ခဲ့တဲ့တောင်က League Championship ယူပေးခဲ့တဲ့ Juan Diramos ဆိုရင်လည်းသူတို့ချက်ချင်းထုတ်ပလိုက်တာပဲပြီးတော့ဒီသူတို့2000ပြည့်လွန်မှာသူတို့ကိုလူတစ်လုံးသူတစ်လုံးဖြစ်လာအောင်ဟောကစားပြခဲ့တဲ့ Martin Jones ဆိုရင်လည်းသူတို့ရလက်ဆိုးရလက်ပက်ဆိုပြီးထုတ်ပလိုက်တာပဲအဲ့တော့စိတ်မရှိတတ်တဲ့ပုံစံမျိုးမှာရှိတယ်။ Thomas Frank ကရင်ဆိုင်ခဲ့ရတာစိတ်ရှိတဲ့သူ့ဟို Premier League ရဲ့ထုတ်ပယ်စရာမလိုတဲ့ ထုတ်ပယ်ခံရနိုင်ခြင်းရှိတဲ့နေပြစင်ထွက်လာတယ်။ Thomas Frank အကြောင်းကျွန်တော်တို့စဉ်းစားကြရမလို့သူ့ကိုဘယ်တော့မှမထုတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်။ပုံစံမျိုးနဲ့ထောက်ခံပေးခဲ့တဲ့နေပြတွေအဲဒီအသင်းပိုင်ရှင်တွေရှိတဲ့အသင်းကနေ Brentford ကနေသူလာတယ်ပေါ့။အဲ့တော့အဲ့ဒါကတော့ကြီးမားတဲ့ပြဿနာဖြစ်လိုက်မယ်။ဒါပေမဲ့အားကစားပိုင်းဆိုင်ရာ structure ပေါ့နော်။လူခေါ်ယူမှုလိုပေါင်းတဲ့အဲ structure ဘိုင်းမှာတော့ Brentford လောက်မကောင်းရှင်တော့အရန်မကွာတဲ့ system စပါမှာရှိတယ်ကျွန်တော်ခုနရှေ့မှာလည်းပြောခဲ့တယ်ရှိုဟန်လန်ကဲဆိုတာကတော်တော်လေးထူးချွန်တဲ့အားသာရိုက်တာတယောက်ပေါ့နော်ဒါသူကကိုပင်ဟိုဟေဂင်မော်ဒယ်နဲ့အလုပ်လုပ်ခဲ့တယ်ပြီးအက်စတရွန်ဗီလာရဲ့ဒီမွန်ချီမရောက်ခင်ဒီတိဆောက်မှုပေါ့နော်အဲ့ဟာကိုသူလုပ်ခဲ့တယ်အဲ့တော့ကိုပင်ဟေဂင်မှာလည်းအရန်နာမည်ကြီးခဲ့တယ်သူကဒီပေါင်တသိန်းနှစ်သိန်းလောက်တန်ကစားသမားလေးတွေဝယ်ခဲ့ပြီးတော့ဝယ်တယ်ဝယ်ပြီးတော့အဲ့ကစားသမားတွေဥရောပအသင်းတွေပြန်ရောင်းတဲ့အခါမှာဒီယူရို၁၀တန်း၁၂တန်းအဲ့ဝန်းကျင်နဲ့ရှားခဲ့တယ်ဥပမာလာဇီယိုအသင်းကိုရောင်းချခဲ့တဲ့ဖာဗလိုတို့ ီးတော့ဒီ Hoffenheim ကိုရောင်းချခဲ့တဲ့ Scoff တို့အဲဒီကစားသမားတွေဆိုရင်သူအမျက်အရမ်းရခဲ့တယ်ပေါ့နော်အဲအဲ့တော့ဒီသူ့ရဲ့ဒီကိထောက်ဆွမ်းရင်နဲ့ဒီလူခေါ်ယူမှုလူနေရာချမှုဆွမ်းရည်ကအာနာမည်ကြီးဥရောပနာမည်ကြီးအစင်းထဲမှာရှိရပေါ့လေအဲ့တော့ဒီအသေးပိုင်းရှင်နဲ့စိတ်ရှည်မှုပိုင်းဆိုင်ရာမှာတော့ပြဿနာလေးဒါနည်းနည်းရှိလိုက်မယ်ဒါ level ဘယ်လောက်စိတ်ရှည်မလဲဆိုတာမျိုးပေါ့နော်ဒါပေမဲ့ဒီအသင်းရဲ့သူနဲ့အနီးကပ်ဆက်ဆံရမယ်အားကစား writer လူမျိုးနေရာမှာတော့ Bradford ရဲ့ဒီစားပုံနဲ့အရင်ကွာမယ်တော့ကျွန်တော်တော့မယူစားပါခင်ဗျ။အဲအဓိကတော့ဟိုအောက်ကစားဒါရိုက်တာနဲ့တော့အလုပ်တွဲလို့ရတာအဆင်ပြေနိုင်တယ်ပေါ့နော်။ဒါပေမဲ့ဥက္ကဋ္ဌနဲ့ကတော့သူနည်းနည်းလေးတော့သူ့ရဲ့စွမ်းစားချက်ကိုတည်မှာပေါ့လေ။ဒီပြရတော့တည်တဲ့အတိုင်းပဲ။ဟုတ်တယ်။အဲ့ဒါလေဟိုဒီ front back ကရှူတော့ငါကြည့်မယ်ဆိုရင်နည်းနည်းတော့ခက်ခဲနိုင်တာပေါ့။နောက်တစ်ခုကကျတော့အကိုစိုးနေတာကဒါစပါကပြီးခဲ့တဲ့ရာသီကဆိုရင်ဒါ Premier League မှာဆိုရင်65ခုအထိပြီးခဲ့ရတာပေါ့လေ။ဒီ ဂိုးတွေဒီလောက်60ကျော်ရတာမှဒါ64ဂိုးလောက်မသိဘူး။ဟို65ဂိုးလောက်ထိပေးခဲ့ရတဲ့ဒီစပါရဲ့ဘက်ခန်းစစ်ကိုဒါဖရက်အနေနဲ့ပြန်မျိုးမှပြုတ်ပြင်းတိဆောက်ရမယ့်နေရာမှာလွယ်ကူနိုင်မလားမသိဘူးကြီး။အမ်ကျွန်တော်တို့ကတခုပေါ့နော်စပါရဲ့လူစင်းကတော်တော်လေးကောင်းတယ်။အရင်သွေးမြင်းရတဲ့ပလေယာတွေနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်။ဒါပေမဲ့အမ်အရန်မတည်ငြိမ်ဘူးဖြစ်နေတာပေါ့လေ။ဟုတ် အဲ့တော့ဒီ Thomas Frank ကဒီပုံစံလေးတွေကိုတွေ့တာတော်တော်လေးကောင်းတယ်အဲ့တော့လက်ရှိအခြေအနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင် Ash letter မှာဘာဖြစ်လို့ cancel အရင်ညံ့လာလဲဆိုတော့ cancel အရင်ညံ့တာတော့မဟုတ်တကယ်တော့သူတို့က cancel ကိုမကစားတာဖြစ်နေတယ် cancel ကိုမကစားဘဲနဲ့တိုက်စစ်ကိုအလွန်အကျွံကစားကျင်တယ်သူတို့ရဲ့ဒီ full back တွေကလည်းဒီ Taman အသင်းတွေရဲ့ဒီ number 10 row တွေနေရာယူတဲ့နေရာလောက်ရှိသူတို့ကတက်ယူတယ်တက်ယူတယ်ပြန် cancel ကစားသမားတွေကလည်းအရှိမကြီးပဲ တော့တသိန်းလုံးကရှေ့မာကြီးပဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့လိုရှေ့မာကြီးပဲဆိုတဲ့ပုံစံမျိုးမှာမာ Manchester City တို့ Liverpool တို့လည်းဒီလိုပဲကစားတာပဲဒါပေမဲ့သူတို့ကဘောလုံးကိုကင်ထားတဲ့အခြေအနေမှာဒီ high action မလုပ်ဘူးနည်းနည်းနေတဲ့ပုံစံပေါ့နော် slow and intricate ဘက်သွားတယ်ဘောလုံးကိုထိန်းထားပြီးတော့အမောဖြည့်တယ်ပေါ့နော်အစပါကြတော့အဲ့လိုမဟုတ်ဘူးကိုကကင်ထားတယ်ကင်ထားပြီးတော့သူတို့ဖောက်တဲ့ပုံစံ vertical passing နဲ့ဒီ sprint တွေအရင်တောင်းတယ် premier league ရဲ့ sprint အတောင်းဆုံးပုံစံမျိုးဖြစ်တယ်အဲ့တော့အဲ့ဒီခါမှာဘလုံးဆုံးချုပ်မှုများတယ်ဆုံးချုပ်မှုများတော့ပြန်လိုက်ကြတယ်များတယ်ပြန်လိုက်ကြတယ်များတဲ့အတွက် energy ဆုံးချုပ်မှုပုံများတယ် goal ပေးရမှုပုံများတယ်ဒါတစ်ချက်ပြီးတော့ဒီကိုကဘောလုံးလူတဲ့အချိန်မှာလေသူတို့က high energy premier league ရဲ့ present intensity အမြင့်ဆုံးအသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ယာတီတော့ကမှာလေသူတို့ဒဏ်ရာရရှာရတဲ့အတွက်အဲ့တော့ short လိုက်တော့ဒုတိယအမြင့်ဆုံးနေရာပဲရှိတော့တယ်ဒါပေမဲ့ပုံမှန်တိုင်းဆိုရင် spa intensity အမြင့်ဆုံးအဲ့တော့ဘောလုံးကင်ထားတဲ့အချိန်ဒီမှာရောမကင်ထားတဲ့အချိန်ဒီမှာရော အားရရန်တုံးတယ်ပြီးတော့ price အလွန်ကျော်ကစားတယ်အဲ့တော့အဲ့ဒီအချက်တွေအကုန်လုံးကြောင့် supply ရဲ့ခံစစ်ကဒီလောက်ညံ့အဲ့တော့ Thomas Frank ကအဲ့ဒီပုံစံလုံးဝကစားမှာမဟုတ်ဘူး Thomas Frank အနေနဲ့သူ့မှာဟို formula မျိုးမျိုးရှိတယ်ပေါ့နော် formula မျိုးမျိုးရှိတဲ့အခါမှာ Brandford က high pressing လည်းကောင်းကောင်းကစားတတ်တယ်ပြီးတော့ဒီ position gain လည်းကစားတတ်တယ်ပြီးတော့ long ball gain လည်းကစားတတ်တယ် low block gain လည်းကစားတတ်တယ်အဲ့တော့အခြေအနေပေါ်ပြန်ပဲအခြေအနေပေါ်မူတည်ပြီးသူကတုံးသွားတာပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုး moderate ဖြစ်တဲ့ဒီအခြေအနေပေါ်မူတည်ပြီးတော့တုံးတတ်တဲ့ view ဟာက ဒီ spy cancel ကိုဟိုအရင်လောက်မငင်းအောင်ကုညီပေးလိုက်မယ်ဒါပေမဲ့ဘယ်လောက်ထိကောင်းမလဲပေါ့နော်ဒါ arsenal လို့ level မျိုးထိသွားနိုင်မလားကြတော့ဒါ thomas frank ဘယ်လောက်ထိလုတ်ပြနိုင်မလဲတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဒါပေမဲ့သေချာတာက cancel ပို့တက်လာဖို့ရှိတယ်အဲ့ဒါကကြတော့ဘာကြောင့်မှမဟုတ်ဘူးကစားဟန်တစ်ခုပဲကြောင့် spy ရဲ့မူလကစားဟန်က cancel ညံ့အောင်ညံ့ရမယ်ပုံစံဖြစ်နေတာပေါ့နော်အဲ့တော့နောက်ပိုင်းဒီကျွန်တော်တို့ကြည့်မယ်ဆိုရင် yuba league နောက်အဆင့်နေမှာဟိုခန်စစ်အယုံဆိုင်ပြီးတော့ကစားမယ်ခုနမူလာကတွေးခဲ့တဲ့ ench ball အယူစားတွေလွှင့်ပြလိုက်တဲ့အချိန်မှာစပိုင်ရဲ့ခန်စစ်က တိတိတသာတိုးတက်လာတယ်ပြောမှဆိုရင်အာဒီဂိုးကန်သွင်းခွင့်နေမဟုတ်ဘူး expected goal ပေါ့နော်ဂိုးနိုင်ခြေတွေပါလောကပြုတ်ကြပါတပွဲတပွဲမှာ0.5 out ပဲရှိတဲ့အခြေအနေဖြစ်သွားအဲ့တော့ဒီ cancel record ကအရန်ကောင်းတယ်အဲ့တော့ဘာဖြစ်လို့အရန်ကောင်းလဲသူတို့မှာ cancel ကစားသမားကောင်းတယ်ဖူးဂျွန်နဲ့ကစားသမားဖြစ်တယ် Romero တို့ Van de Van တို့ Pedro Porro တို့ Destiny Udogi တို့ရှိနေရပေါ့နော်အဲ့တော့ဒါကြောင့်မလို့ အာခန်းစစ်အင်အားရတော်တော်လေးတောင့်တင်းတယ်အဲ့တော့အယူအဆလေးပဲပေါ့နော်အဲ့တော့အဲ့ဒီအယူအဆလေးမှာကြတော့ ash ကလည်းလည်းအစွန်ရောက်တယ်တိုက်စစ်အစွန်ရောက်တမာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ခန်းစစ်အရန်ပေါက်ပြဲခဲ့တယ်ဒါပေမဲ့အခု thomas friend လက်ထက်မှာတော့ moderate တမာဖြစ်တဲ့အတွက်အဲ့ဒီဟာကတေချာပေါက်လျှော့သွားမယ်အကောင်းဆုံးဖြစ်လာမလားဆိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်သွားဖို့ရှိရပေါ့အော်ဒီ brentford premier league ကိုစတန်းတက်တက်ဗောလေဒီ2021 22အဲ့ဒီယာဒီတုန်းကဆိုရင် brentford ကဟိုအကူမမီတလို့ဆိုရင် တဲကံဘောတွေတော်တော်ကိုအားပြူတာပေါ့နော်တဲကံဘောအားပြူတယ်ဒါစီတူပြောတယ်မှာလဲခန်းစစ်တော်တော်အားပြူတယ်အဲမမရချယ်လ်ဆီနဲ့ပွဲဖြစ်မှတင်တယ်ချယ်လ်ဆီကိုတော်တော်ကိုအတိအကျကစားပြသွားအဲ့တန်ဆတ်တက်ခဲတဲ့နှစ်တုန်းကဆင်ဒါမန်ဒီဆိုတော်တော်ကောင်းလို့လာပြတယ်တော့ချယ်ဆီအဲအဲ့ပွဲမျိုးတော့တော်တော်ခန်းစစ်လည်းကောင်းတယ်တိုက်စစ်လည်းကောင်းတယ်ဆိုတော့နောက်တစ်ခါကျတော့အဲ့အဲ့ကာလတွေမှာကျတော့တဲကံဘောတော်တော်ကိုဟိုအားပြူတယ်ရတဲ့ဂိုးတွေကြီးလိုက်မယ်ဆိုအဲ့ဒါအချက်လက်တွေကြီးလိုက်တော့လေအဲသူတို့ရဲ့ twin goal ဒီ အားလုံးရဲ့33ရာခိုင်နှုန်းကျော်ကျော်လောက်ကဒါ set piece ကနေရခဲ့တယ်ဆိုတာမျိုးလည်းတွေ့ရတယ်။ဟိုဒီ spar ကိုရောဒီလိုမျိုးတက်ကန်ဘောတွေနဲ့ဂိုးရအောင်တိဆောက်တဲ့ပုံစံမျိုးရောဒါ front သုံးလာနိုင်ခြင်းရှိမရှိပေါ့လေ။ဒါလေးလည်းစစ်လို့အမြင်ပြောပြပါမယ်။ဟုတ်ကဲ့ကိုအရင်ထပ်ပေါ့ brandfor ထပ်တော့အများကြီးနေွားလိမ့်မယ်ဒါပေမဲ့ brandfor မှာလည်းသူတို့အဲ့လိုကစားရတယ်ဆိုတာက brandfor ကအဲဒီအသင်းသေးဖြစ်နေအောင် အဲ့တော့အသင်းသေးဖြစ်နေတယ်ပြီးတော့ဒီသူတို့ရဲ့ service အသာချက်ကဘောလုံးရဲ့ service ကဘာမှ brand flow က pioneer ပါဘောနော်အဲ့တော့ဒီ brand flow အသင်းရဲ့ဒီ fine sign နဲ့ passion to အသင်းပေါ့နော်အိမ်မှာ Michelin အသင်းရှိတယ်ပေါ့နော် Michelin ဥရောပရဲ့ service အကောင်းဆုံးတဲ့အသင်းပေါ့လေနောက်ပြီးတော့လက်ပစ်ဘောအကောင်းဆုံးတဲ့အသင်းအလောင်းဘောအသုံးဆုံးတဲ့အသင်းပေါ့နော်အဲ့ဒီ model အတိုင်းပဲတူတူပဲသူတို့ကဒီ same database ကိုပဲသုံးတော့ပြီးတော့ဒီသူတို့ရဲ့ service နည်းပြရတယ်တူတူပဲပေါ့နော်အဲ့တော့ ်ဘောလုံးကဘာရဲ့ဆက်ပစ်နီးပြတွေကဒီအသင်းတွေအစားတာဗောနော်ပြီးတော့ဘောလုံးကဘာရဲ့ပထမဦးဆုံးလက်ပစ်ပေါ်နီးပြရတယ်ဒီနှစ်သင်းရန်စားတာဘရန်ဖို့နဲ့ဒီဘီဂျီလမ်းမှာစားတာဗောနော်အဟုတ်ကဲ့ Thomas Gronemack ဆိုလို့ခေါ်တယ်ဗောနောက်ပိုင်းမှာ Liverpool ကိုလည်းသူသူအကုန်လုံးအကြံပေးနေတာဗောဒါပေမဲ့အဓိကသူစတဲ့နာမည်ကြော်ကြားရတော့အဲမီဂျီလန်နဲ့အဲဘရန်ဖို့ဒါကြောင့်မဟုတ်လို့ဗောနော်ဒီလိုလက်နက်တွေရှိရတဲ့အတွက်ပြီးတော့ဘရန်ဖို့ကိုယ်တိုင်ကလည်းအမ် ရက်ရှိတဲ့ကစားသမားတွေများတယ်ပြီးတော့လစ်ချမ်ပီယံရှစ်ကလာတယ်ပရီးမီးယားလိအောက်တန်းမှာရုန်းကန်ရမယ်အဲ့တော့အဲ့လိုအခြေအနေမျိုးတွေအတွက်သူတို့ကဖွဲ့စည်းထားလာဒါပေမဲ့လက်ရှိစပားကိုရောက်လာတဲ့အခြေအနေမှာတော့အဲ့လိုမျိုးအခြေအနေအပြည့်အဝမရှိဘူးအခုသူပြန်တိုက်စစ်မှာဆိုရင်ဒါကောင်းတိုက်နိုင်တာဆိုလက်ခီရှိတယ်ကျွန်တဲ့လူတွေအကုန်လုံးကကောင်းတိုက်ညံ့ကြတယ် Richard Listen ရှိမယ်ဒီလောက်ပဲရှိမယ်ကန်ဒီကန်စစ်မှာဆိုရင် Van de Van နဲ့ Romero ပဲရှိမယ်ကျွန်တဲ့လူတွေကဒီကောင်းတိုက်ပုံနဲ့တိတ်မအပ်ဆက်တဲ့လူတွေများတယ်ပြီးတော့စပားရဲ့ကစားတဲ့ပုံစံကိုက ် short pass တွေဒီတော့ရှောက်ခစားရတဲ့အသင်းဖြစ်နေပေါ့နော်ဒါကြောင့်မလို့တိုက်စင်တဲ့ပတ်သက်လာရင်တိုက်စင်တဲ့ပတ်သက်လာတဲ့ long ball တွေနဲ့ဒီ service play တွေကတော့ um bravo ball ဆိုဖြစ်ဖို့မရှိဘူးလို့ကျွန်တော်တို့ယူဆတယ်ဒါပေမဲ့ cancel မှာတော့ spa ကအဲဒီ premier league ရဲ့ service ခုခံမှုအញ្ញံဆုံးအသင်းထဲမှာပါတယ်ပေါ့နော်ဟုတ်တယ်အញ្ញံဆုံး top 5ထဲမှာပါတယ် top 2တော့တီတော့ကျွန်တော်သိတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းမှာတော့အပြောင်းလဲဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ဒါပေမဲ့ဖြစ်လဲ fight အပြင်တော့မရောက်ဘူးအဲ့တော့ top 5ထဲမှာပါတယ်အဲ့တော့အဲ့ဒီအပိုင်းကိုတော့ Thomas Rand နေအကောင်းဆုံးပြုတ်ပြနိုင်မှုဒါရှိမယ်ပေါ့နော်သူ့ရဲ့ဒီ brand flow ကလောက်ဟောက်ကိုင်းဘတ်နီးပြဖွင့်နေတယ်လဲဆက်လက်ပြီးတော့ပါလာတယ်။အော်ဒီအပိုင်းတော့တော်တယ်ပေါ့လေ Thomas Rand ကဟုတ်ပြီ။ဒါကြောင့်မလို့ကျွန်တော်ကတော့တိုက်စစ်မှာတော့ကျွန်တော်တို့ brand flow ဟန်အများကြီးမြင်ရမှာမရှိဘူး။ cancel ဘိုင်းမှာတော့ set piece defending ကတိုးတက်လာမယ်လို့ထင်ပါတယ်ပေါ့။ဟုတ်ပါတယ်ဒါစီတူဒီ friend Thomas Fan ကိုဒါစပါနီပြတဲ့ခံခဲ့တာနဲ့ပတ်သက်ပြီးတော့မှဒါစီတူရဲ့အမြင်တွေပေါ့လေဒါသုံးသပ်ပေးပါလားကျေးဇူးတင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဆော့ကောင်းပရိသတ်တို့ချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ